မိတ်ဆွေတို့အားလုံးမင်္ဂလာပါအိမ်မက်တွေကမိတ်ဆွေတို့ကိုတခုခုတတိပေးနေတာမျိုးတွေကြုံမှုကြလားအိမ်မက်ထဲမှာခန္ဓာကိုယ်လှုပ်ရှားလို့မရတာစကားပြောလို့မရတာကိုယ့်ရဲ့ရင်ဘတ်ပေါ်ကိုတစုံတစ်ယောက်ကဖိထားသလိုဘလူးစည်းသလိုခံစားမှုကြလားဒီလိုဖြစ်စီမျိုးကိုနေ့လည်နေခင်အိတ်တဲ့အခြေအနေမှာခဏခဏဖြစ်လို့ရှိပါတယ်ကျွန်တော်ဆိုလည်းခဏခဏဖြစ်ဖူးပါတယ်ဒါကိုရှေ့လူကြီးတွေကတော့အိပ်စည်းတယ်လို့ခေါ်ကြပါတယ်ဒါဆိုရင်ဒီအိမ်မက်တွေဘာကြောင့်ဖြစ်တာလဲဒီလိုအိမ်မက်မဲ့ရင်အိမ်မက်ထဲကဘလို့ယုံထွက်မလဲ ဒီလိုမျိုးနောက်ထပ်မကြုံရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုဗီဒီယိုလေးကိုကြည့်လိုက်ရအောင်မိတ်ဆွေတို့ကြားဘူးနေကြဖြစ်တယ်ဘလူးစီးတယ်ဒါမှမဟုတ်အရင်စီးရဲဆိုတာအိပ်ပျော်နေစေခဏတန်လှုပ်ရှားလို့နေရခြင်းစတီပါရာလိုက်စီးရဲ့လက္ခဏာတရဖြစ်ပါတယ်ဒီအခြေအနေကိုမြမရင်ကျင်းမှုတွေထဲမှာအခုလိုနာမည်တွေနဲ့ခေါ်ကြပြီးတော့ရှေ့ယူဆတွေရာအနံ့တော့အနံ့နေအင်အားစုတွေရဲ့ဝင်စီးမှုလို့ယူဆကြပါတယ် သိပ္ပံနေကြအပြင်ရှင်းပြရမယ်ဆိုရင်ဘာကြောင့်ဒီလိုဖြစ်စီမျိုးဖြစ်ရတာလဲဆိုရင်ဒီအခြေအနေဟာဥနောက်နဲ့ခန္ဓာကိုယ်အိပ်စက်မှုအဆင့်တွေရဲ့ချိန်ကိုင်းမှုမလိုက်နိုင်တဲ့အခါမှာဖြစ်ပေါ်တတ်ပါတယ်။အာရန်အိပ်စက်မှုလို့ခေါ်တဲ့ rapid eye movement ဒီအဆင့်မှာဆိုရင်ဥနောက်ဟာအလွန်အလွတ်လုပ်ပြီးတော့အိမ်မက်တွေမက်တတ်ပါတယ်။ခန္ဓာကိုယ်ကြော်သားတွေကိုယာယီခြုံငိမ့်ထားတယ်။ဒါဟာအသိအမဲထက်ကအရာတွေကိုလက်တွေ့မလုပ်မိအောင်ကာကွယ်ပေးတဲ့သဘာဝရန်ရပါ။ Street Fighter Lite ဖြစ်တဲ့အခါမှာအသီးသိရှိမှုကနေနိုးလာပေမဲ့ခန္ဓာကိုယ်ရဲ့ယာယီခြုံငြိမ်းမှုကမပြေလည်သေးပါဘူး။ဒါကြောင့်ဒီနိုးနေပြီးပန်ဝင်ခြင်းကိုသိရှိပြီးဒါပေမဲ့လှုပ်ရှားမရဖြစ်နေတယ်။ဘလို့ခံစားရလဲဆိုရင်ခန္ဓာကိုယ်လှုပ်ရှားမရတာ၊စကားပြောလို့မရတာ၊ကိုယ့်ရင်ဘက်ပုံကိုတစုံတစ်ခုဖီစည်းနေတာ၊ဘလူးစီးလို့ခံစားနေရတာ၊အသက်ရှူကြက်တာ၊ကြောက်လန့်တက်ကြွသောခံစားမှုများနဲ့ခြေကုပ်လက်ပန်းကျတာ၊စိတ်ထဲမှာတစုံတစ်ယောက်တစ်ခုခုရှိနေတယ်ဆိုခံစားနေရတာ။ စူးကြတဲ့အတန်ဒီအရေးတွေမကောင်းဆိုးဝါးတွေကိုမြင်တွေ့ကြားသိနေရတာဒါတို့ရာအရေးကြီးကြီးလို့ခေါ်တဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်ဘယ်သူတွေမှပူဖြစ်နိုင်လဲဆိုတော့အရေးပြတ်တာတို့အိတ်ဆက်ချိန်မမှန်တာစိတ်ပီစီးမှုများနေတာပက်လက်လန်အိတ်တက်တဲ့သူမျိုးတွေညာဘက်အလုံးလုံးရတဲ့သူမျိုးတွေစိုးရိမ်စိတ်ဒါမှမဟုတ်စိတ်တက်ကြဝေဒနာတွေခံစားနေရတဲ့သူတွေနာရာရှိအိမ်ငိုက်တဲ့ဝေဒနာရှိသူတွေမှာအရေးစီးတာတွေဘလို့ရှိတာတွေဖြစ်နိုင်ပါတယ်ဒါကိုဘလို့ကာကွယ်ရမလဲဆိုတော့အချိန်မှန်အောင်အိတ်ပါစိတ်ပီစီးမှုတွေကိုလျှော့ချပါ တရားထိုင်တာတို့ယောဂကျင့်တာတို့တွေလုပ်ပါညစာကိုအလွန်အကျွံမစားပါနဲ့ကော်ဖီအရက်ဆေးလေးအိခါနီမတော့သုံးနေပါဘူးဘီးတစောင်းအိတ်တအောင်လဲကျူးစားပါဒီလိုဖြစ်လာရင်ရောဘယ်လိုလုပ်ကြမလဲဖြစ်လာရင်ဘယ်လိုလုပ်ရမလဲဆိုတော့စိတ်ကိုတည်ငြိမ်အောင်ထားပါဒါဟာမီးနှစ်ပိုင်းအတွင်းပြန်မြောက်သွားမယ့်အရာဖြစ်ကြောင်းသတိရပါခြေချောင်းလက်ချောင်းလေးတွေကိုဖိဖိချင်းလှုပ်ကြည့်ပါအသက်ကိုဖိဖိချင်းဝါးဝါရှူပါစိတ်အာရုံကိုတော့အသက်ရှူသွင်းရှူထုတ်ပေါ်မှာစူးစိုက်ထားပါ ဒီအခြေအနေဟာအကြောက်စရာကောင်းဝင်မဲ့ရုပ်ပိုင်းဆိုင်ရာအန္တရာယ်မရှိနိုင်ပါဘူး။ဒါဟာဥနောင်းတဲ့အိဆက်မှုစနစ်ကြားကခဏတာညှိုးနှွမ်းမှုတစ်ခုပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုအနေနဲ့စတီဟော့ကင်းလို့ခေါ်တဲ့အိနေစဉ်လမ်းလျှောက်ခြင်းအကြောင်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်။